ားလုံးပဲမင်္ဂလာပါ PP credit card သုံးတဲ့သူတွေ PP card ပျောက်တဲ့အခါသုံးမဟုတ် PP credit card အခုခံရတဲ့အခါဒါမှမဟုတ်ပေါ့နော်ကိုယ့်ရဲ့ PP credit card information တွေကိုတခြားတယောက်ယောက်ကသိပြီးတော့သုံးနေတယ်လို့တန်ညာရှိတဲ့အခါကျွန်တော်တို့ PP credit card ရဲ့ customer service center ကိုဆက်သွယ်ပြီးတော့အဲ့ဒီ credit card ကိုအရင်ဆုံးပိတ်ပါမယ်ပိတ်ပြီးရင်တော့ကျွန်တော်တို့အဲ့ဒီ credit card အစားပေါ့နော်နောက်ထပ် credit card number အသစ်ကို ပို့ပေးဖို့ရှောက်တဲ့နည်းရပြီးရင်တော့ဒီ PP credit card ဒီစာချုပ်ဖြတ်ချင်တဲ့သူတွေပေါ့နော်တော့မဟုတ် PP credit card ပိတ်ချင်တဲ့သူတွေရပြီးရင်တော့တခြား PP credit card customer service center ကိုဒီ report တင်နေတော့မဟုတ်သူ hour set လုပ်နေအကြောင်းလေးတွေကိုဒီနေ့ဖျောက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့အခုပြောခဲ့တဲ့အချက်လက်တစ်ခုခုဘောနောကိုမှဖြစ်နေလို့ရှင် PayPay application နဲ့ဝင်ပြီးတော့လက်ရှိ credit card ကိုပိတ်ပြီးတော့အသစ်ပြန်မိုးပေးဖို့ရှောက်လို့ရသလို အပိပိတာမျိုးလည်းလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံး PayPay application နဲ့ဝင်လိုက်ပါမယ် PayPay application နဲ့ဝင်ပြီးသွားရင်တော့ကျွန်တော်တို့ account ဆိုတဲ့နေရာလေးကိုနှိပ်ပါမယ်ပြီးရင်တော့အောက်ကိုနည်းနည်းဆွဲလိုက်ပါနေရာမှာ have an faq ဆိုတဲ့နေရာကလည်းတွားလို့ရသလို home page ရဲ့ pp card ဆိုတဲ့နေရာကလည်းတွားလို့ရပါတယ်အဲဒါ pp card ဆိုတဲ့နေရာကိုနှိပ်လိုက်ပါမယ်အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါ ီနေရာမှာဖွန်ရှိဆိုတိုနန်တော့ဒဆူဇူကီဆိုတဲ့နေရာလေးရှိပါတယ်။အဲ့ဒီနေရာကနေလည်းသွားလို့ရပါတယ်။အဲ့တော့အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ဒီနေရာမှာကျွန်တော်ကအခုလက်ရှိကတ်ကိုပိတ်ပြီးတော့ကတ်အစ်စ်ပြန်ရှောင်းမှာဖြစ်ပါတယ်။ကတ်အစ်စ်ပြန်ပို့ပေးဖို့ရှောင်းမှာဖြစ်ပါတယ်။အဲ့တော့အရင်ဆုံးဖိဖိခါတိုးဆိုတဲ့နေရာလေးကိုအမှန်ကြီးချလိုက်ပါ။ ပြီးရင်တော့ဗောနောအောက်မှာကားတို့တက်ရှိ reuse ရှိရယ်ဗောနောကားတို့တက်ရှိ reuse မှာ function ဆိုလာဒိုနန်လာဗောနော function ဆိုကတော့ပျောက်တာဖြစ်ပါတယ်ဒိုနန်ကတော့အခုခံရတာဖြစ်ပါတယ်အဲ့တော့ပျောက်တယ်ဆိုရင်တော့ function ဆိုပါခုံးခံရတယ်ဆိုရင်တော့ဒိုနန်ကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဒိုနန်ဆိုတဲ့ဟာကိုရေးပြီးတော့ကျွန်တော်ရှေ့ဆက်သွားလိုက်ပါတယ်ဒီနေရာမှာလက်ရှိကတ်ကိုပိတ်ပြီးတော့ ကျွန်တော်တို့အခက်အသည့်ပြန်ဖို့ပြီးဖို့ရှောက်မယ်ဆိုရင်တော့ဒီ site hack ခိုးဆိုတဲ့နေရာလေးကိုမဖြစ်မနေအမှန်ကျစ်ချက်ခဲ့ရပါမယ်။ဒီနေရာမှာနောက်ထပ်အရေးကြီးတာတစ်ခုကကိုယ့်ရဲ့အကပ်ပို့ပေးမဲ့လိမ့်စာဖြစ်ပါတယ်။မှန်မှန်တစ်ချက်စစ်ပါ။မှန်တယ်ဆိုရင်တော့စုစုမို့နှိပ်ပြီးတော့ရှေ့ဆက်သွားပါ။ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီရှောက်ထားတဲ့ အချက်လက်တွေအကြမ်းမြင့်ကြပါတယ်တကယ်လို့လိမ့်စာမှားနေလဲဆိုရင်တော့ဒီနေရာမှာလိမ့်စာထပ်ပြင်လို့ရပါတယ်တကယ်လို့အချက်လက်တွေအားလုံး okay လဲဆိုရင်တော့ motion ကိုနှိပ်ပြီးတော့ရှင်းဆက်သွားပါဒါဆိုရင်တော့ကျွန်တော်တို့ကတ်ကိုယာယီပိတ်ပြီးတော့အကက်အစ်စ်ပြန်ပို့ပြီးပို့လျှောက်တာဆက်ဆက်ဖို့ဖြစ်ပါတယ် ်လျှောက်ပြီးတာနဲ့ပြန်နဲ့ကျွန်တော်တို့ရဲ့ quality gap ကိုပြေးပြေးကနေယာယီပိတ်လိုက်မှာဖြစ်ပါတယ်ပြီးရင်လည်းကျွန်တော်တို့လျှောက်ထားတဲ့ဟာကဆက်ဆက်မှုဖြစ်တဲ့အကြောင်း email လဲကြလာပါတယ် email မှာလည်းတစ်ချက်သွားစစ်လို့ရပါတယ် application နဲ့ပေါ့နောက်တစ်ခါပြန်ဆင်ရလဲပေါ့เนาะအဲကျွန်တော်တို့ဒီသုံးလို့ရတဲ့ amount နဲ့အကုန်ပျောက်သွားမယ်အဲဆိုရင်တော့ကျွန်တော်တို့ဒီ credit card ကိုပိတ်ပြီးတော့အစ်စ်ပြန်ပို့ပြီးလို့ရောက်တော့ okay ပါတယ် ဒီအကြောင်းအရာကိုပေပေဘက်ကနေစင်စေးပြီး တနိုင်နိုင်ဝင်းကျင်မှာကျွန်တော်ရဲ့ပေပေ application နဲ့မှာတုံးလို့ရတဲ့ credit card ကနှစ်နိုင်ဝင်းကျင်လောက်မှာအသစ်ပြန်ရောက်လာပါတယ် physical credit card ကတော့အသစ်ပြန်ပုံပြဖို့ရှောက်ပြီးတဲ့နောက်တစ်ပတ်အတွင်းမှာအိမ်ကို physical credit card ရောက်လာပါတယ်အဲ့တော့ physical credit card လေးကိုကျွန်တော်ဖွင့်ကြည့်ပါမယ် ည်ပြောင်းဖို့ပေးလာတဲ့ PP physical credit card လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ credit card ပျောက်တဲ့အခါအချက်လက်တွေအခုခံရတဲ့အခါသို့မဟုတ်တခြားဒူတယောက်ယောက်ကတုံးနေလို့တန်နေရရှိတဲ့အခါအခုနီလန်းလေးအတိုင်းကျွန်တော်တို့ကတ်ဟောင်းကိုပိတ်လိုက်ပြီးတော့အကတ်တည်ပြန်ဖို့ပေးဖို့ဒီနီလန်းလေးအတိုင်းရှောက်လို့ရပါတယ်နောက်တစ်ခုကတော့ PP credit card သုံးနေတဲ့သူတွေအဲအခြား အဲ့ဒါကြီးတက်တဲ့အခါပေါ့နော် PP customer service center ကို ကျွန်တော်တို့ဆက်သွင်းနေနီးသို့မဟုတ် PP ရဲ့ robot chat ကိုတိုက်ရိုက်ကျွန်တော်တို့မေးချင်တဲ့အကြောင်းအရာတွေကို message ပို့ပြီးမေးလို့ရတဲ့နည်းလမ်းလေးကိုမျှော်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အရင်ဆုံး PP application နဲ့ဝင်မယ်ပြီးရင်တော့ account ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ။နေရာမှာကျွန်တော်တို့အစွန်းဆုံးကပြောင်းခဲ့တဲ့ have an FAQ ဆိုတဲ့နေရာလေးကိုဝင်ပါမယ်။ ဒီနေရာမှာ PP credit card တို့ခန်းဆိုလို့ယောကူအားတို့တို့အဝါဆဲအဲ့ဒီနေရာလေးကိုနှိပ်ပါမယ်။အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါ။ဒီနေရာမှာချက်တော့ဘို့တို့နိရှိစမို့ဆိုလို့နှိပ်ပြီးတော့ကိုမေးကျင်တဲ့အကြောင်းအရာတွေကိုဒီမှာတိုက်ရိုက်မေးလို့ရပါတယ်။အဲ့တော့ကျွန်တော်ဒီမှာဒီမှာမေးလို့ရတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အနည်းငယ်ပြောပြပေးသွားပါမယ်။ဒါကတော့ကျွန်တော်တို့ခုနကလုပ်ခဲ့တဲ့ ခါဒိုဖွန်ရှစ်ဆိုဒိုနန်ခိုင်ယာကူဆိုင်ဟာကိုနီဆိုရင်တဲ့ပေါ့နော်ဒါက90တိုင်းမှာအောက်ကတော့ကျွန်တော်တို့ပေးပေးခါဒိုနီဆိုရင်တဲ့ပါဒီနေရာလေးကိုနေလဲတန်းနဲ့သူကအဲသူနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးကြားလာပါလိမ့်မယ်အဲ့တော့ဒီမှာကြလာတဲ့အကြောင်းအရာတွေကကိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုရွေးချယ်ပြီးတော့အဲ့ဒီအကြောင်းအရာလေးကိုနှိပ်ပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ်။ဒီနေရာမှာဘေးနဲ့ပတ်သက်တဲ့ security system ကိုနှိပ်လိုက်ပါတယ်။အဲ့တော့ဘေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကြလာပါတယ်။ဒီနေရာမှာရှီယာရာကြီး ကီဂျီဆိုနီအိုကရက်တရှိမှာပေါ့နော်ကျွန်တော်တို့ဘေးဆောင်မှုနောက်ကျသွားတဲ့အကြောင်းအရာပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ဘေးဆောင်မှုနောက်ကျခဲ့ရင်တော့သူကဒီ PP ကုမ္ပဏီကိုဖုံးဆက်ပြီးတော့ဆိုးတန်းလောက်အောင်มาဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပေါ့နော်အဲသူ့မှာပြထားတဲ့အကြောင်းအရာတွေမဟုတ်မှန်းတယ်ပေါ့နော်ကိုရိုက်ချင်တဲ့အကြောင်းအရာတွေကိုလည်းတရက်မေးလို့ရပါတယ်ကျွန်တော်ကတော့အခု rebo ဘာသာရေးနဲ့ပတ်သက်ပြီးတော့မေးပါမယ်အဲ့တော့ဒီမှာကျွန်တော်က rebo လို့ရန်လိုက်ပါမယ် ရီဘိုလို့ရိုက်လိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့ရီဘိုဘာတိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူပေါ်လာပါတယ်ရီဘိုဘာတိုင်းတော့နန်တိုကာရှိတဲ့တိုင်းလို့ရီဘိုဘာတိုင်းဇန်တာကောင်မတ်တုံးမဲ့တဲ့ဟာတိုင်းတိုင်းပေါ့နော်ပြီးလို့ရှင်လဲအဲတစ်ချိန်နဲ့ချိန်မဲ့ဟာကိုရီဘိုဘာတိုင်းပြောင်းနေတယ်ရီဘိုဘာတိုင်းကိုကျွန်တော်တို့အဲတစ်ချိန်နဲ့ပြောင်းချင်တဲ့ဟာတွေလည်းရှိပါတယ်အဲတော့ကိုသိချင်တဲ့အကြောင်းအရာကိုကိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုနှိပ်ပြီးတော့ရွေးပြီးတော့ရှင်းဆက်သွားလို့ရပါတယ် ဒီနေရာမှာတော့ review ပါရရင်တော့ Rio Santa Ka o Matomete Haraita ကိုနေလိုက်ပါတယ်အဲ့တော့ review လျှောက်ထားတဲ့သူတွေကကျွန်တော်တို့တစ်ခါလေးချေချင်လို့ရှင်တော့ဒီနေရာလေးကိုနှိပ်ပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာကြတာလဲလင်လေးကိုနှိပ်ပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာ PP application ကဒေဆူစကီဆူကိုနှိပ်ပြီးတော့ရှင်းဆက်သွားပါအဲ့ဆိုရင်တော့ PP application ကိုရောက်သွားပါလိမ့်မယ် ောက်ကိုနည်းနည်းဆွဲပြီးတော့ရှင်းဆက်သွားပါဒီနေရာမှာကျွန်တော်တို့ Rebo Santa ka Omatome Harai ကိုနှိပ်ပြီးတော့ရှင်းဆက်သွားပါဒီနေရာမှာအားလုံးချိန်ပဲဆိုရင်တော့ဇန်ကာကူအိုမာတုံမဲဟာရာယုံနှိပ်ပြီးတော့ရှင်းဆက်သွားပါ။ ဇန်ကကုမတုမဲဟာရယိုနှိပ်ပြင်းเนาะကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါဒီမှာတော့ခကုနင်ကမန်အစစမှုနှိပ်ပြီးတော့ရှင်းဆက်သွားပါဒီနေရာမှာကျွန်တော်က remover ရိုက်ရနေကျွန်တော်တို့အကုန်လုံးတပြိုင်တည်းခြေရင်တဲ့သူတွေအတွက်ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်ကတော့တပြိုင်တည်းမခြေသေးတာဖြစ်တော့တော့ကျွန်တော်ဘက်ပြန်ထွက်လိုက်ပါမယ်နောက်တစ်ခုကကျွန်တော်တို့ Facebook ပေးမှာပေါ့เนาะ community ငွေခြေတာနဲ့ပတ်သက်ပြီးတော့မင်းနေတဲ့သူတွေအတွက်ဒီမှာကျွန်တော် community နဲ့ပတ်သက်တာလေးရှာပြပါမယ် PP credit card တို့ရောရီယိုကင်ကာကုနော့ဟာရယိုကွန်မြူနီဟာရိုင်းနီ တကီလူကာဆိုတဲ့နေရာနဲ့တဲ့ခါမှာသူကတော့ဗောနောထုံစံတိုင်းပဲ PP ရဲ့ဒီ customer service center ကိုပဲဖုန်းဆက်ခိုင်းတယ်ဗောနောဒီတို့ရအဝစိတ်လောက်ခိုင်းတယ်ဗောနောအဲ့တော့ကြောင့်လောလောဆယ်ကျွန်တော်ကိုယ်တိုင်ကလည်းဗောနောဒီ company ကဆရှောက်တဲ့ကဘန်နဲ့ခြေတာပြတော့ company နဲ့ပတ်သက်တာကဟိုပွင့်လင်းပြောရရင်တိတိကျကျမသိဘူးဗောနောဒီမှာမေးကြည့်တဲ့ခါမှာတော့ PP ကတော့ဒီသူ့ရဲ့ customer service center ကိုဖုန်းဆက်ခိုင်းတယ်ဗောနောအဲ့တော့ company မှာငွေချေဖို့ပေါ့နော် ပြဿနာတက်တဲ့သူတွေကဖိပိကိုဖုံးဆက်မိတာကတော့ပုံပြီးအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ဖိပိ customer service center ရဲ့ဖုန်းနံပါတ်သိကျင်တယ်ပေါ့နော်အဲအဲ့လိုမျိုးရိုက်ချလိုက်တဲ့ခါမှာသူကဒီဖိပိ customer service center ရဲ့ဖုန်းနံပါတ်လည်းချပေးပါတယ်အဲ့တော့ကိုသိကျင်တဲ့အကြောင်းအရာတွေကိုဒီလိုဖိပိရဲ့ robot ချက်မှာပေါ့နော်ဓာတ်ရိုက်မေးလို့ရပါတယ်ဒီအောင်နဲ့တရားဖြစ်တဲ့ error ရင်မတူတာဖြစ်တော့တယ်ပေါ့နော်တကယ်လို့ ခုမှပြဿနာစုံတရားသို့မဟုတ်အရာစုံတရားတက်ခဲ့ရင်တော့ PP ရဲ့ reward ချက်မှာဒီလိုတိုက်ရိုက်မိတာကပုံပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာအဲ့တော့ဘောနော်ဒီမှာ PP ခတ်တို့ခန်ဖူးချီခိုင်းချတော့တို့ဤအဝါစဲတန်ဝါပန်းကုန်ရှိနေတိုင်းအောက်မှာလည်းတက်ဆိုင်တဲ့အကြောင်းအရာတွေကြာလာတယ်ဗောနော်အဲ့တော့ကျွန်တော်ကအပေါ်သောဟာလေးကိုရွေးပြီးတော့နှိမ့်လိုက်တယ်ဒီနေရာမှာကြာလာတာကသူကခတ်တို့ဗောနော်ရိုးရိုးကတ်လာသူမဟုတ်ခိုးကတ်လာဗောနော် ကျွန်တော်ကတော့ရလောစေကျွန်တော်ရိုးရိုးကတ်ကိုရွေးလိုက်တယ်ရိုးရိုးကတ်ကမှသူကပုံမှန်စားပစ်လားအခက်ပြောက်တာလားပေါ့နော် ပုံမှန်စားပစ်ကိုရေးပြီးရှင်းဆက်သွားလိုက်တယ်ပုံမှန်စားပစ်ဆိုရင်တော့သူကပေါ့နော်ဒီဖုန်းနံပါတ်လေးကိုဆက်ပါပေါ့နော်တကယ်လို့မှကတ်ပြောက်တာဆိုရင်တော့ကျွန်တော်အောက်ကဟောက်ရေးပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ်အဲ့တော့အဲ့တော့နောက်တစ်ခုကကျွန်တော် Google နဲ့ပတ်သက်ပြီးတော့မေးလိုက်ပါတယ် Google လည်းပုံမှန် service လာပုံမှန် service ဆိုရင်တော့ကျွန်တော်တို့ဒီ ကိုယ့်ရဲ့ကိုကံမှာပါတဲ့ဖုန်းနံပါတ်ကိုပဲဖုန်းဆက်ပေးဖို့သူကပြောပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ခက်ပြောက်တာသို့မဟုတ်ကိုခံနဲ့ပတ်သက်ပြီးတော့သူအဝါဆဲနေလိုက်လို့ရှိရင်တော့ဒီဖုန်းနံပါတ်ရှိတယ်ပေါ့နော်ဒီဖုန်းနံပါတ်တွေကိုဆက်ပါပေါ့နော်အဲ့တော့ကပ်ပြောက်တာတွေကကျွန်တော်ခုနကအရင်မှာပြောပြတဲ့ဗီဒီယိုတိုင်းလုံးလို့ရပါတယ်။အဲကျွန်တော်ကိုယ်တိုင်လည်းပေါ့နော်။အတိတရောက်ပြောက်တုံးကဖုံးဆက်မေးဘူးတဲ့။ဒါပေမဲ့ဖုံးဆက်တာတဲ့ application နဲ့မှာကိုယ့်အကောင်ကိုရှောက်လိုက်တာကပို့ပြီးတော့ပို့အဆင်ပြေပါတယ်။ နောက်တစ်ခုကတော့ဒီ PP card တွေခိုင်းရခုလောက်ချင်တဲ့သူ PP card ပိတ်ချင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ပြပြပေးပါမယ်။ဒီနေရာမှာခိုင်းရခုလို့နှိမ့်လိုက်တာနဲ့ကျွန်တော်တို့ဒီခိုင်းရခုလောက်တဲ့အကြောင်းအရာတွေပေါ်လာပါတယ်။အဲတော့ကိုက PP card ကိုခိုင်းရခုလောက်ချင်တာဖြစ်တဲ့အတွက် PP card ကိုခိုင်းရခုရှိနေအောင်နှိမ့်လိုက်ပါ။ပြီးရင်တော့ထုံးစံတိုင်းမှာဒီလင်းလေးကိုတစ်ချက်နှိမ့်လိုက်ပါ။ပြီးရင် PP application ကခပ်ကနေစုလို့နှိမ့်လိုက်ပါ။ ဒါဆိုရင်တော့ဒီကိုလက်ရှိ PP application ထဲမှာရှိနေတဲ့ကတ်ကြာလာပါလိမ့်မယ်အဲ့ကတ်လေးကိုကျွန်တော်တို့အမှန်ချင်းပေးပြီးရင်ကျွန်တော်တို့အောက်မှာပေါ့နော်ကိုခိုင်းရခုလောက်ချင်ရတဲ့ review ကိုရွေးပြီးရင်ကျွန်တော်တို့ခိုင်းရခု Suzuki ကိုစုစုမဲဒီကိုနှိပ်ပြီးတော့ရှင်းဆက်သွားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒါလေးကိုရွေးလိုက်တယ်ပြီးရင်တော့ခိုင်းရခု Suzuki ကိုစုစုမဲဒီကိုနှိပ်ပြီးတော့ရှင်းဆက်သွားလိုက်ပါ ီနေရာမှာကတော့ကျွန်တော်ခိုင်ရခုလုပ်ချင်တဲ့သူတွေအတွက်ပြွန်ပြပေးတာဖြစ်တဲ့အတွက်ကျွန်တော် cancel ကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်ပါမယ်။အဲ့တော့လက်ရှိ PayPay credit card သုံးနေတဲ့သူတွေကိုယ့်ရဲ့ credit card ကပြဿနာတစုံတရာရှိခဲ့လို့ရှိရင်တော့အခုပြောပြတဲ့နည်းလမ်းလေးတွေအတိုင်းဖြေရှင်းကြည့်လို့ရပါတယ်ခင်ဗျာ။အားလုံးအဆင်ပြေကြပါစေ။